မင်္ဂလာပါတရက်9လ2025မှာ15ရက်9လ2025အထိတနင်္ဂနွေသာသမီနေ့ရဲ့ကန်စာတာကိုတာရုံနမိတ်ခေါ်ကြပြီးမှဖြစ်ပါတယ်ရှင်ဒီကာလထဲမှာတနင်္ဂနွေသာသမီလေးတွေကလက်ရှိလောက်ကင်နေတဲ့အလောက်ကင်လေးတွေကရက်တက်နေမယ်ဘာဆက်လှုပ်လှုပ်လှုပ်ရမှန်းမသိဘူးဆိုတဲ့ဟာမျိုးခြုံချတော့အတွေးလေးတွေနေပေါ့နော် အဲ့တော့ဘာကိုပဲလုံနေလုံနေရက်တက်နေတဲ့အလုပ်တွေရှိခဲ့ရင်တော့မစိတ်အေးအေးထားခေါင်းအေးအေးထားပြီးတေချာစဉ်းစားဆုံးဖြတ်ပြီးတော့မှအလုပ်အုပ်ကိုင်းနေပြီးကိုရှေ့ဆက်တင်လားနောက်ဆုံးတင်လားဆိုပြီးတော့မှဆုံးဖြတ်ပြီးလုပ်ကြရမယ့်ကာလလေးဖြစ်ပါလိမ့်ရှင်။ဥစ္စာပစ္စည်းနဲ့ပတ်သက်ရင်တော့ငွေဝင်လမ်းကြောင်းလေးတွေနှစ်မျိုးနှစ်ခုနှစ်နေရာကနေရရှိမှဖြစ်တယ်ပေါ့နော်။အဲ့တော့ဘာပဲဖြစ်ဖြစ်ဥစ္စာပစ္စည်းကန်လေးတွေကတော့ဝင်လမ်းလာပြီလို့ပြောရပါဖြစ်ပါတယ်။ မိတ်ဆွေကန်နဲ့ပတ်သက်ရင်လည်းမိတ်ဆွေခေါင်းတွေရဲ့ကူညီဆောင်ရှောက်မှုကိုထက်ကြီးခဲ့သောယာထူအာနာငွေကြေးပြည့်စုံသောသူတွေရဲ့ကူညီဆောင်ရှောက်မှုတွေနဲ့တနင်္ဂနွေသားသမီးလေးတွေအဆဆအယယအစဉ်ပြေပါမယ်အိမ်တွင်းရေးအိုးအိမ်ကိစ္စနဲ့ပတ်သက်ရင်တော့အိမ်တွင်းရေးအိုးအိမ်ကိစ္စလေးတွေမှာတာယာမှုရှိပေမယ့်အေးချမ်းမှုရှိပါမယ်သို့တော်လည်းမိမိကိုယ်တိုင်က တယောက်ထဲနေချင်တယ်တယောက်ထဲရက်တည်ချင်တယ်ဆိုတော့အထီးကျန်တဲ့စိတ်ကလေးတွေတော့ပေါ်ပေါက်နေတာမျိုးလေးကိုတွေ့ရတယ်ပေါ့နော်အဲ့ဒါဘာပဲဖြစ်ဖြစ်ကိုယ့်ရဲ့အိမ်တွင်းရင်းမှာကိုကမိသားစုကိုညီကိုမောင်နှမဆွေမျိုးသားချင်းကိုလမ်းပြနိုင်တဲ့သူကူညီနိုင်တဲ့သူတယောက်လည်းဖြစ်ပါလိမ့်မယ် သားသမီးလေးတွေပဲနဲ့ပတ်သက်လို့ညီကိုမောင်နှမဆွေမျိုးသားချင်းလက်အောက်ငယ်သားနဲ့ပတ်သက်လို့လေသူတို့တွေရဲ့အောက်မြင်မှုအသေးအပွင့်လေးတွေအဆက်အသွယ်ကောင်းတည်ငောင်းလေးတွေကြားရမှာဖြစ်တယ်ပေါ့နော်အဲ့တော့လက်အောက်ငယ်သားညီကိုမောင်နှမကန်ဒီကောင်းတယ်လို့ပြောရမှာဖြစ်ပါတယ်ရန်အန်တီရဲ့အနေနဲ့တော့ရန်လေးတွေကင်းတယ်လို့ပြောရမှာဖြစ်ပါတယ်ရှင်အချစ်ရဲ့အိမ်ထောင်ရေးတွေနဲ့ပတ်သက်ရင်တော့တနင်္ဂနွေသားသမီးလေးတွေကအချစ်ရဲ့လေးတွေကံကောင်းပါတယ်ချစ်သူခင်သူတွေနဲ့ခရီးသူခရီးရှည်လေးတွေတွားရတတ်ပါတယ် သို့သောမိမိရဲ့ချစ်သူသည်အင်မတန်မှစမ်းပွင့်သောသူမျိုးဖြစ်တဲ့အတွက်ကြောင့်လို့လဲစိတ်အနှောက်အယှက်လေးတွေကြုံရမယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့အချစ်ရေးလေးတွေတာယာပြီးမဲ့ကိုယ့်ရဲ့ချစ်သူတော့တတိထားပြီးစောင့်ကြည့်ဖို့လိုမယ်ပေါ့နော်ကျမ်းမာရေးနဲ့ပတ်သက်ရင်တနင်္ဂနွေသားသမီးလေးအသေးစားသော၎င်းအကြီးစားသော၎င်းခွဲစိတ်ကုသမှုလေးတွေခံရတတ်တယ်ဒါလေးတော့ခယူးဆိုင်ပေးဖို့လိုပါမယ်ရှင် အဲ့တော့ကိုဘွားရဲ့အေးချမ်းချင်းငိမ့်ချမ်းချင်းနမိတ်တွေမှာတော့အေးချမ်းမှုတွေရှိခဲ့တယ်အမျိုးသမီးနှစ်ဦးရဲ့ကူညီဆောင်ရှောက်မှုအမျိုးသမီးနှစ်ဦးကြောင့်ပါရာမှုလေးတွေကြုံတွေ့ခဲ့ရတာမျိုးလေးတွေဖြစ်တယ်။ယခုကြုံတွေ့နေရတဲ့ကန်စာတာလေးတွေမှာတော့ကံလေးတွေကောင်းလာပြီးမိသားစုပျော်ရွှင်ချမ်းမြေ့ရမယ်၊စုပေါင်းလုပ်ငန်းတွေအကျိုးပေးမယ်။ လက်လာပကနဲ့ပတ်သက်ရင်လည်းအမျိုးသမီးအတုံးဆောင်ပစ္စည်းတွေရောင်းဝယ်ဖောက်ကားခြင်းအမျိုးသမီးတွေနဲ့ပတ်သက်သောလုပ်ငန်းကိုင်ငန်းတွေရာနေအဆင်ပြေခြင်းကိုထက်ချမ်းသာပြည့်စုံသောအမျိုးသမီးတွေရဲ့ကူညီမှုလေးတွေရရှိမယ်။ယခုလက်တလောအနေနဲ့ကတော့ကိုယ့်ကိုယ်မနာလိုတဲ့သူတွေနှစ်ဦးထက်ပိုပြီးရှိနေပါလေ။အဲဒါကြောင့်မလို့တနင်္ဂနွေသားသမီးလေးတွေရန်လေးတွေတော့နည်းနည်းကယူဆိုင်ပါမနာလိုတဲ့သူတွေရှိနေရပေါ့။ရေဒီယာအနေနဲ့တော့ကိုယ့်ထက်ကြီးခဲ့တဲ့အဖကိုလက်ဆောင်မင်္ဂလာပါရှင်။ တရက်9လ2025မှာ15ရက်9လ2025အတွက်တနင်္လာသားသမီးရဲ့ကန်စာတာကိုတာတော့နမိတ်ခေါ်ကြပြီးမှဖြစ်ပါတယ်။ဒီကာလမှာတနင်္လာသားသမီးလေးတွေအလုပ်ကိုင်နဲ့ပတ်သက်ရင်တော့လုပ်ငန်းကိုင်ကအဆက်အသွယ်ခေါင်းလေးတွေရပါမယ်။ရက်ဝေးနဲ့ခြားနဲ့ဆက်သွယ်လုပ်ကိုင်နဲ့လုပ်ငန်းတွေအကျိုးပေးပါမယ်။ဘာပဲဖြစ်ဖြစ်အလုပ်ကိုင်နဲ့ပတ်သက်လို့လုပ်ငန်းတွေနေရာတွေအပြောင်းလဲခေါင်းလေးတွေပေါ်ပေါက်ပါလိမ့်မယ်။ဥစ္စာပစ္စည်းလေးနဲ့ပတ်သက်ရင်တော့ တရားတစ်ပေါင်းလေးတွေရုံရောက်ခက်ရောက်လေးတွေရင်ဆိုင်ဖြေရှင်းရတတ်ပါတယ်အမှုခေါင်းတွေအမှုတွေပြဿနာတွေပြန်ပြီးပေါ်ပေါက်တတ်ပါတယ်နော်အဲ့တော့တတိထားဖို့လိုပါမယ်မိษွေကံနဲ့ပတ်သက်ရင်လည်းအင်မတန်ကောင်းပါတယ်မိษွေတွေနဲ့အတူပျော်ရွှင်ဖွယ်ခရီးလေးတွေတွားလာတာမျိုးမိษွေခေါင်းလေးရဲ့ကုညီဆောင်ရှောက်မှုမျိုးမိษွေတွေနဲ့အပျော်လွန်တာမျိုးလေးတွေတတိဟို ပေါ့နော်အပျော်လွန်လာလေးတော့သတိထားပြဖို့လိုမယ်ပေါ့နော်ကျန်တာတော့မိတ်ဆွေကံဒီကောင်းတယ်လို့ပြောမယ်အိမ်တွင်းရေးအိုးရင်ကိစ္စနဲ့ပတ်သက်ရင်တော့အိမ်တွင်းရေးဒီမှာအစင်မပြေမှုတွေစိတ်ချမ်းသာစရာတွေမနာလိုမုန်းထားအတိုက်ခိုက်တွေဒီလိုလူတွေနှစ်ဦးထက်ပိုပြီးရှိမယ်ကိုယ့်ရဲ့အချစ်ရေးအိမ်ထောင်ရေးအိမ်တွင်းရေးဒီမှာခလောက်ဆန်တဲ့သူတွေကြောင့်အိမ်တွင်းရေးတွေမတာမရဖြစ်တတ်ပါလိမ့်ရှင်အဲ့တော့ သားသမီးလက်အောက်ငယ်သားညီကိုမောင်နှမဆွေမျိုးသားချင်းကန်နဲ့ပတ်သက်ရင်တော့အင်မတန်ကောင်းပါတယ်เนาะသူတို့တွေရဲ့အောင်မြင်မှုတွေအလောက်အကအခွင့်အလမ်းတွေလက်အောက်ငယ်သားကန်တွေအရန်ကောင်းပါတယ်သားသမီးတွေရဲ့ကန်တွေလည်းကောင်းတယ်လို့ပြောရမှာပါဖြစ်တယ်ပေါ့เนาะ ရန်အန်တီရဲ့အနေနဲ့တော့ရှိပြီးသားရန်လေးတွေကတော့ဒီအတိုင်းပဲရက်တက်နေအောင်မှဖြစ်တယ်ရန်လေးတွေကတော့ရှိနေအောင်မှဖြစ်တယ်ပေါ့နော်အဲ့တော့ဘာပဲဖြစ်ဖြစ်ကိုဘက်ကနေအေးအေးဆေးဆေးငိမ့်ငိမ့်ချမ်းချမ်းနဲ့ငိမ့်လိုက်ရင်တော့အကောင်းဆုံးဖြစ်ပါလိမ့်မယ်နော်ကိုဘက်ကသွားစွရင်ရန်ပူများပါလိမ့်မယ်အချစ်ရဲ့အိမ်ထောင်ရင်းနဲ့ပတ်သက်ရင်တော့တင်းလာသားသမီးလေးတွေအထူးပဲဂရုစိုက်ရပါမယ်နော်ကိုရဲ့အိမ်ထောင်ဘက်နဲ့ကိုရဲ့ချစ်သူနဲ့ဈားထဲမှာခလောက်ဆန်နဲ့သူရောက်ကတိရောက်ခမရောင်းမရောက်ဖအပြင်တခြားတဲ့ တတိယလူပေါ်တတ်တယ်ဒါကြောင့်မလို့ကိုယ့်ရဲ့အချစ်ရေးတွေမှာပြိုကွဲတတ်ပါတယ်ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့လုံးဝစိုးရင်စရာမရှိဘူးကျမ်းမာရေးတွေကောင်းတယ်အထူးသဖြင့်တော့ညာချေညာလက်နဲ့ပတ်သက်လို့ခလုတ်တိုက်တာမျိုးဓာရှာတာမျိုးလောက်တော့ခရူးဆိုင်ပြီးလို့လုပ်မယ်ပေါ့နော်ကိုဘွားရဲ့အေးချမ်းခြင်းငြိမ်းချမ်းခြင်းနမိတ်တွေမှာတော့အေးချမ်းမှုတွေမရှိခဲ့ဘူးဘဝမှာအဆအဆအရာရာပြိုကွဲပျက်စီးခဲ့ပြီးတော့မှဘဝမှာဆုံးရှုံးနေတာမှုတွေ ပျက်စီးဆုံးရှုံးမှုတွေအများများခဲ့တယ်လို့ပဲပြောရမှာဖြစ်တယ်။ယခုလက်ရှိကန်ဆာတာအရာတော့ကန်ဆာတာလေးတွေကတော့ပြန်လည်ကောင်းမွန်လာပြီးအဆက်အသွယ်ကောင်းသတင်းကောင်းလေးတွေရရှိမယ်။နိုင်ငံရခြားနဲ့ဆက်သွယ်လုပ်ကိုင်တဲ့အလုပ်တွေရဝေးနဲ့ဆက်သွယ်တဲ့အလုပ်ကိုင်ကန်လေးပွင့်ပါရလိမ့်မယ်။လက်လာပကနဲ့ပတ်သက်ရင်တော့ဒီကာလမှာကိုယ့်ရဲ့ချစ်သူတွေခင်မွန်းနေ ဒီလိုလူတွေအကြောင်းမလို့ငွေကြေးကုန်ကြမှုလေးတွေများပါလိမ့်မယ်နော်အဲ့တော့အခုလက်ရှိအနေနဲ့တော့တနင်္လာသားသမီးလေးရဲ့အပူတော့ကအနေနဲ့ကတော့အပူလေးတွေကတော့တော်တော်ဟိုတေချင်စိတ်ပေါက်လောက်အောင်စိတ်ကုန်ခန်းနေတဲ့ဘဝကြီးဆိုတဲ့ပုံစံမျိုးလေးကိုတွေ့ရတယ်ပေါ့နော်လူတော်မဖြစ်ချင်တော့ဘူးဆိုတော့စိတ်ညစ်နေတာမျိုးလေးတွေကြုံရတတ်ပါတယ်။ရဲတရားအနေနဲ့တော့တနင်္လာသားသမီးလေးတွေကလမ်းဘေးမှာတွာလာနေတဲ့အယူတွေစိတ်မနှံ့တဲ့သူတွေကိုကူညီပြီးတော့မှ တတ်နိုင်တာလေးတွေပေးလိုက်ရင်တော့အဆင်ပြေသွားပါလိမ့်မယ်ရှင်မင်္ဂလာပါတရက်9လ2025မှ15ရက်9လ2025အတွက်အင်္ဂါသာသမီများရဲ့ကန်စာတာကိုတာရနမေဟောကြားပြီးမှဖြစ်ပါတယ်ဒီကာလမှာအင်္ဂါသာသမီလေးတွေကအလောက်ကိုင်နဲ့ပတ်သက်တော့အလောက်ကိုင်ခေါင်းအခွင့်အလမ်းခေါင်းလေးတွေပေါ်ပါမယ်ကိုထက်ကြီးခဲ့တဲ့သူတွေရဲ့ကိုကြီးဆောင်းရှောက်မှုတွေနဲ့အလောက်ကိုင်အခွင့်အလမ်းလေးတွေအစဉ်ပြေအောင်မြင်ပါလိမ့်မယ် ဥစ္စာပစ္စည်းနဲ့ပတ်သက်ရင်တော့ဒီကာလမှာအမျိုးသားတဦးနဲ့ပတ်သက်ပြီးငွေကြေးကုန်ကျမှုဆုံးရှုံးမှုတွေများပါလိမ့်မယ်။မိမိရဲ့အမျိုးသားမိမိရဲ့ချစ်သူကြောင့်ဥစ္စာပစ္စည်းလေးတွေကုန်ဆုံးတာတွေများတတ်ပါရဲ့နော်။အဲ့တော့မိษွေကံလေးတွေနဲ့ပတ်သက်ရင်တော့အင်္ဂါသားသမီးလေးတွေမိษွေကံအញ្ញံကောင်းပါလေ။မိษွေတွေရဲ့ကုညီမှုစောင့်ရှောက်မှုလက်ဆောင်ကောင်းတည်ငြိမ်ကောင်းလေးတွေကြားရသိရမှာဖြစ်တယ်ပေါ့နော်။မိษွေတွေရက်ဝေးကနေပတ်သက်ပြီးတော့မိษွေတွေရဲ့အကူအညီကောင်းလေးတွေရရှိပါမယ်။ အိမ်တွင်းရေးအိုးအိမ်ကိစ္စတွေနဲ့ပတ်သက်ရင်တော့အိမ်တွင်းရေးလေးတွေမှာအဆင်မပြေမှုတွေလမ်းခွဲရမှုတွေပြတ်ဆုံးပြတ်ဆဲသွားတာမျိုးတွေကြုံရမယ်ပေါ့နော်အဲ့တော့ဒီတစ်ခါပြတ်ဆဲမှုလေးတွေကတော့တော်တော်ကိုပြင်းပြင်းထန်ထန်ဖြစ်တတ်ပါတယ်ကိုယ့်ရဲ့အိမ်တွင်းရေးထဲမှာတတိယလူနောက်လူပေါ်တတ်တဲ့အတွက်ကြောင့်မလို့အိမ်ထောင်ရေးတွေလုံးဝပြိုကွဲသွားတာမျိုးတွေဖြစ်တတ်ပါတယ်ရောက်ကတိရောက်ခမရောင်းမတွေကြောင့်လည်းဖြစ်တတ်ပါတယ် သာသမီလက်အောက်ငယ်သားညီကိုမောင်နှမဆွေမျိုးသားချင်းတွေနဲ့ပတ်သက်ရင်တရားတစ်ပေါင်လေးတွေရုံရောက်ခက်ရောက်ပြီးကိုယ့်ရဲ့အိမ်ထောင်ဘက်နဲ့ပတ်သက်တဲ့ရုံရောက်ခက်ရောက်မှုလေးတွေကြုံရနိုင်တယ်ပေါ့နော်အဲ့တော့သတိထားဖို့လိုပါမယ်ရန်အန်တရအနေနဲ့ကတော့အင်္ဂါသာသမီလေးရန်လေးတွေရှိပါတယ်သွားတဲ့အခါလာတဲ့အခါမှာရင်အန်တရကားအန်တရလေးတွေသတိထားပါပြိုင်ဆိုင်မှုတွေရှင်ပြိုင်မှုတွေအတိုက်အခံတွေရန်များပါလိမ့်မယ်နော် အချစ်ရဲအိမ်ထောင်ရေးတွေနဲ့ပတ်သက်ရင်အင်္ဂါသားသမီးလေးတွေကအချစ်ရဲလေးတွေမှာတို့လို့တန်းတန်းလေးတွေနဲ့ရှေ့ဆက်တဲ့လားနောက်ဆုတ်တဲ့လားကိုကိုကိုစဉ်းစားမရဘူးဆိုတဲ့ပုံစံလေးကိုတွေ့ရတယ်။ဘာပဲဖြစ်ဖြစ်တော့ခေါင်းအေးအေးထားပြီးတေချာစဉ်းစားဆုံးဖြတ်ဖို့လိုပါလိမ့်မယ်။အချစ်ရဲကန့်နေမကောင်းပါဘူးရှင်။ အဲ့တော့ကျမ်းမကြီးနဲ့ပတ်သက်ရင်တော့အရန်ကောင်းတယ်ပေါ့နော်အရင်တော့ကျမ်းမကြီးညံ့တဲ့သူတွေတောင်ကျမ်းမကြီးတွေပြန်ကောင်းမယ်ဆေးကောင်းဝါကောင်းသမားကောင်းတွေ့မယ်အနာနဲ့ဆေးတွေ့ပါမယ်ပေါ့နော်အဲ့ကိုဘွားရဲ့အေးချမ်းခြင်းငြိမ်းချမ်းခြင်းနမိတ်တီမှာတော့ကိုသားလင်းဘရင်မဆိုတဲ့ပုံစံမျိုးနဲ့ဘွားကိုရက်တည်ခဲတာဖြစ်တယ်ဖြတ်တန်းခဲတာဖြစ်တယ်ငွေကြေးဥစ္စာပစ္စည်းကိုဖင်ခုထိုင်ပြီးတော့မှာပေါ့နော်ဖြတ်တန်းလာတဲ့ဘွားလေးလို့ပဲပြောရမှာဖြစ်ပါတယ် ယခုလက်ရှိကြုံတွေ့နေရတဲ့ကံတွေကတော့ကံတွေကတော့ကောင်းပါလေเนาะဘာပဲဖြစ်ဖြစ်ကိုယ်ကိုစောင့်ရှောက်တဲ့သူတော်ကောင်းသူများလောင်းနေရှိတယ်ငွေကြေးဥစ္စာပစ္စည်းနဲ့ပတ်သက်ရင်တော့အဲငွေကြေးလက်လာပကနဲ့ပတ်သက်ရင်တော့ကိုယ့်ရဲ့ချစ်သူခင်သူတွေအတွက်ငွေကြေးကုန်ကျမှုလေးတွေများမယ်လက်တွေကတော့ပွင့်တယ်ပေါ့เนาะအဲကိုယ့်ဘဝမှာအခုလက်ရှိအပူတော်ကအနေနဲ့ဆိုလို့ရှိရင်တော့ကောင်းသောပြောင်းလဲခြင်းလေးတွေနဲ့ကိုယ့်ဘဝကိုပေါ့เนาะ ပြောင်းမယ်ဆိုလို့ရှိရင်တော့အဆဆအရရကောင်းသွားလိမ့်မယ်ကိုဘွားမှာမကောင်းခဲ့တဲ့လူတွေမကောင်းခဲ့တဲ့အလုပ်တွေကိုထားပြီးခဲ့နိုင်တော့ဘွားမှာအကောင်းဆုံးလို့ပဲပြောရမှာဖြစ်တယ်ပေါ့နော်အဲ့တော့အင်္ဂါသားသမီးလေးတွေရေတရအနေနဲ့ရတော့လေလမ်းဘေးခွေးလေးတွေကိုအစာကျွေးခြင်းအဖြစ်အဆဆအရရအဆင်ပြေပါလိမ့်မယ်အောင်မြင်ပါလိမ့်မယ်နော်အဲ့တော့ခွေးစာကြောင်စာပေါ့နော်တရိတ်ဆန်တွေကိုအစာကျွေးခြင်းဖြစ်မိမိရဲ့ကံတွေကိုပြန်လည်မြင့်တင်နိုင်ပါလေရှင်မင်္ဂလာပါ တရက်9လ2025မှာ15ရက်9လ2025အတွက်ဗုဒ္ဓဘုရားဟူသားသမီးများရဲ့ကန်စာတာကိုတာရောနမိတ်ခေါ်ကြပြီးမှဖြစ်ပါတယ်။ဒီကာလမှာဗုဒ္ဓဘုရားဟူသားသမီးလေးတွေကအလုတ်ကန်နဲ့ပတ်သိမ့်တော့အလုပ်ငန်းခွင်မှာပေါ့နော်တစွထိုးတစောက်ကန်လို့တာထင်းရဆိုင်တာငါမငါအမှန်ငါလုတာအဟုတ်ဆိုတဲ့စိတ်မျိုးလေးတွေရှော့မှသာအဆင်ပြေပါမယ်နော်တစွထိုးတစောက်ကန်လုံမှုတွေကြောင့်လုပ်ငန်းခွင်မှာပျက်စီးဆုံးရှုံးမှုတွေများပါလိမ့်မယ်နော် တော့နည်းနည်းလေးသူများပြောစကားလေးတွေကိုတေချာစဉ်းစားပြီးမှလုပ်ဖို့လိုပါလိမ့်မယ်။ဥစ္စာပစ္စည်းနဲ့ပတ်သက်ရင်လည်းဥစ္စာပစ္စည်းလေးတွေမှာရှင်ပြိုင်မှုတွေပြိုင်ဆိုင်မှုတွေအတိုက်ခံတွေအများများတယ်ဥစ္စာပစ္စည်းတွေမှာနည်းနည်းပြဿနာလေးတွေကြုံမှနိုင်ပါတယ်နော်။မိတ်ဆွေကံလေးနဲ့ပတ်သက်ရင်လည်းဘုရားဖူးရာဟုသာသမီလေးတွေအမျိုးသားတဦးနဲ့ပတ်သက်ပြီးတော့မှယဟန်လေးတွေပြဿနာလေးတွေအဲခိုက်ရန်ဖြစ်ပွားမှုတွေ ပြဿနာဟောင်းนี่ဒါလေးတွေပြန်ပြီးပေါ်တတ်တယ်ပေါ့เนาะအဲ့တော့မိတ်ဆွေကံလေးတွေအထူးပဲ view site ပို့လို့မဲ့အမျိုးသားတူနဲ့ပတ်သက်တဲ့အဲပြဿနာတွေရန်တွေကိုတော့ view site ပေးပါเนาะအဲ့တော့အိမ်တွင်းရေးဥယျာဉ်ကိစ္စလေးနဲ့ပတ်သက်တော့မိသားစုတွေပျော်ပျော်ရွှင်ရွှင်လေးတွေချမ်းမြေ့ရမယ်ကိုယ့်ရဲ့အပေါင်းအသင်းတွေမိတ်ဆွေတွေနဲ့ပျော်ရွှင်ချမ်းမြေ့စရာအခြေအနေလေးတွေကိုကြုံတွေ့ရမယ်ပေါ့เนาะตาရချမ်းမြေ့မယ်လို့ပြောရမှာဖြစ်တယ်ပေါ့เนาะအဲ့တော့ သားသမီးလက်အောက်ငယ်သားညီကိုမောင်နှမဆွေမျိုးသားချင်းကန်တဲ့ပတ်သက်ရင်အရန်ကိုကောင်းတယ်လို့ပြောရမှာပေါ့နော်ဆွေမျိုးသားချင်းညီကိုမောင်နှမတွေရဲ့ပံ့ပိုးမှုဥစ္စာပစ္စည်းပြည့်စုံမှုတွေကြောင့်စိတ်ချမ်းမြေ့ပါမယ်ကိုယ့်ရဲ့အမျိုးအစွေထဲမှာအိမ်ထောင်တည်ရှိရင်သားသမီးရဲ့ဒနာရတတ်ပါတယ်နော်ရန်အန်ဒီရဲ့အနေနဲ့တော့ဒီကလာမှာရန်လေးတွေကင်းတယ်လို့ပြောရမှာပါရန်လေးတွေကင်းပါလိမ့်မယ် အဲ့တော့အချစ်ရည်အိမ်ထောင်ရည်လေးနဲ့ပတ်သက်ရင်အချစ်ရည်လေးဒီမှာအချစ်ရည်လေးအိမ်ထောင်ရည်ရက်တက်နေတာမျိုးလေးတွေအုံနောက်ထဲမှာတေချာလေးစဉ်းစားဆုံးဖြတ်ရမယ့်ကံစားတာလေးတွေဖြစ်တယ်ဒီကာလမှာဘာပဲဖြစ်ဖြစ်ပေါ့နော်အချစ်ရည်ကံလေးတွေမှာတော့ခေါင်းအေးအေးနဲ့တေချာစဉ်းစားဆုံးဖြတ်ဖို့လိုမယ် ကျမ်းမာရေးအနေနဲ့မျက်စိနဲ့ပတ်သက်သောပါဝါတိုးတာမျက်ရိုးကြိုက်တာလေးကလွယ်လွကြည်ကြည်မာမာဆိုရင်ဇာမရှိဘူးဖြားလာနာတာလေးတွေတော့အပါကြီးကလေးတွေဖြစ်တယ်ပေါ့နော်အဲတော့ကိုယ်ပွားရေးအေးချမ်းခြင်းချမ်းချမ်းခြင်းနမိတ်တွေမှာတော့အေးချမ်းမှုတွေနဲ့ကြုံတွေ့ရမှာဖြစ်ပါတယ်အေးချမ်းမှုတွေရရှိမှာဖြစ်ပါတယ်နော်ဆဆရရဖြတ်တန်းခရရတဲ့ကံလေးတွေကောင်းပါလေအခုလက်ရှိကံအနေနဲ့ကတော့ကံကတော့ထိတ်တန်းကိုရောက်နေတာဖြစ်တယ်ဘာမစူကိုလုံတိုင်းဖြစ်မဲ့အနေအထားလေးဖြစ်တယ် ငွေရေးကြေးရေးလက်လက်ပန်းနဲ့ပတ်သက်ရင်တော့ငွေကြေးကံလေးတွေပိတ်ဆို့နေမှာဖြစ်တယ်။အထူးသဖြင့်အမျိုးသမီးတဦးကြောင့်ငွေကြေးဆုံးရှုံးမှုတွေများမယ်။ငွေကြေးလက်လက်ပကားတွေပြဿနာလေးတွေကြုံရနိုင်ပါတယ်။အခုလက်ရှိကြုံတွေ့နေရသော အပူတော့ကအနေနဲ့ဆိုရင်တော့ကိုယ့်ရဲ့ဘဝမှာအဖြစ်တွေပေါ့နော်ဂျားလူတွေ အနှောက်ရှက်တွေအရန်ကိုများတယ်ပြဿနာတွေအရန်ကိုများနေတဲ့အခက်အခဲတွေအများကြီးကြုံတွေ့နေရတယ်ဆိုတော့ကန်စာတာလေးဖြစ်တယ်ပေါ့နော်။အဲတော့ရေတရအနေနဲ့ဆိုလို့ရှိရင်ဗုဒ္ဓဘုရားသမီးလေးတွေကလျှက်စစ်နဲ့ပတ်သက်သောပစ္စည်းတွေကိုဘုံကြီးကျောင်းကနေမှသွားလှူခြင်းအဖြစ်အစဉ်ပြေသွား။မင်္ဂလာပါ။တရက်9လ2025မှ15ရက်9လ2025အတွက်စာသာပရိသတ်သမီးများရဲ့ကန်စာတာကိုတာရဏမီခေါ်ကြပြီးမှဖြစ်ပါလေ။ ီကာလမှာဇာတာပရိသသမီးလေးတွေကအလုတ်ကင်နဲ့ပတ်သက်တဲ့လုပ်ငန်းခွင့်မှာအဆင်မပြေမှုတွေကြုံပါလိမ့်မယ်။ကိုယ့်ရဲ့အလုတ်ကင်တွေကိုဖျက်လို့ဖျက်စီးဖျက်စီးတဲ့သူတွေကြောင့်ကိုယ့်ရဲ့အလုတ်ငန်းတွေပျက်စီးတာမျိုးလုပ်ငန်းတွေရပ်တန့်လိုက်ရတာမျိုးအလုတ်ကထွက်ခွာလိုက်ရတာမျိုးလေးတွေကြုံရတတ်ပါရဲ့။လုပ်နေတဲ့အလုတ်တွေကိုယ်ပိုင်လုပ်ငန်းတွေလည်းပျက်စီးဆုံးရှုံးတတ်တဲ့ဒါလေးတွေကိုခရုစိုက်ဖို့လိုပါမယ်။ ။ဥစ္စာပစ္စည်းနဲ့ပတ်သက်ရင်လည်းဒီကာလမှာဥစ္စာပစ္စည်းကံလေးတွေမှာကိုယ့်ရဲ့ချစ်သူခင်သူတွေကြောင့်ငွေကြေးကုန်ကြမှုတွေများမယ်။တုံးဆွဲလိုက်ရတာတွေများပါလိမ့်မယ်။အဲ့တော့ငွေကြေးကဘလို့ပဲဝင်လာဝင်လာပေါ့နော်။ဝင်လာနဲ့ထွက်တာမမျှဘူးဆိုတဲ့ပုံစံလေးကိုပြပါတယ်။မိတ်ဆွေကံလေးနဲ့ပတ်သက်တော့မိတ်ဆွေတစ်တီတို့ဘာတတ်ပါတယ်မိတ်ဆွေတစ်တီနဲ့ဘဝကိုရှစ်ဆက်ရင်တော့ဘဝမှာအဆဆရရကောင်းပါလိမ့်မယ်ဟိုစွန့်လွတ်တဲ့အရာတွေကိုစွန့်လွတ်ခဲ့မယ်ဆိုရင်တော့ဘဝအတွက် ကောင်းသောလူတွေကောင်းသောအရာတွေကောင်းသောမိတ်ဆွေတွေနဲ့တွေ့ရကြုံရမှာဖြစ်ပါတယ်ပေါ့နော်အိမ်တွင်းရေးဥယျာဉ်ကိစ္စတွေနဲ့ပတ်သက်ရင်နော်အိမ်တွင်းရေးလေးတွေမှာအဆအဆရရအစဉ်ပြေတဲ့အေးချမ်းတဲ့ငြိမ်းချမ်းတဲ့ဆိုတော့လေမိမိကိုယ်တိုင်ကအထီးကျန်တဲ့စိတ်ထဲမှာတယောက်သေးပဲနေချင်တယ်တယောက်သေးပဲဘဝကိုဖြတ်တန်းချင်တယ်ဆိုတော့စိတ်ခံစားချက်တွေဖြစ်နေတယ်သားသမီးလောင်းငယ်တန်းကြီးကိုမောင်နှမဆွေမျိုးသားချင်းကန်နဲ့ပတ်သက်တော့အထူးသတိထားဖို့လို့မယ်အမျိုးသမီးတူနဲ့ပတ်သက်ပြီးတော့မှ စိတ်နှောက်ရှက်တွေများမယ်စိတ်ပင်ပန်းစရာတွေများမယ်စိတ်တော့ကားတွေများမယ်အဲသူတို့ရဲ့ဒုက္ခပြမှုတွေတွေကြုံရမယ်ရန်အန်တရဲ့အနေနဲ့အမျိုးသားတဦးနဲ့ပတ်သက်ပြီးတော့မှရန်အနှောက်ရှက်တွေများပါမယ်အဲ့ဒီအမျိုးသားရဲ့ဖိနှိပ်မှုချုပ်ချယ်မှုဒုက္ခပြမှုတွေကြောင့်ပေါ့နော်ရန်အန်တရဲ့လေးတွေဂယူဆိုင်ပြီးလို့ပါလိမ့်မယ် အချစ်ရဲအိမ်ဆောင်ရေးလေးတွေနဲ့ပတ်သက်ရင်တော့ဒီကာလမှာရှင်ပြိုင်မှုတွေများမယ်ပြိုင်ဆိုင်မှုတွေများမယ်စန့်ကျင်ဘက်တွေများမယ်ကိုယ့်ရဲ့ချစ်သူကကိုယ်နဲ့စန့်ကျင်ပြီးတော့မှလောက်ကဆောင်ရွက်နေတာမျိုးလေးတွေကြောင့်စိတ်တော်ကများပါမယ်စိတ်ဆင်းရဲမယ်ကိုယ့်ရဲ့ချစ်သူဒီမိမိအပြင်နောက်ထပ်တူဒီလိုမျိုးလေးတွေရှိတတ်တဲ့အနေအထားလေးဖြစ်တယ်ဒါကြောင့်ဇာတာပိသားသမီးတွေအချစ်ရဲတွေမှာတော့ပြိုင်ဆိုင်မှုများပါမယ်ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့လုံးဝဆိုရင်စရာမရှိဘူးကျမ်းမာရေးလေးတွေကောင်းပါမယ်နော်ကျမ်းမာရေးလေးတွေကောင်းတဲ့ဘဝရဲ့အေးချမ်းမှုလေးတွေမှာတော့အေးချမ်းစွာဖြတ်သန်းခဲ့ရတော့လေ ပေါ့နော်အခုလက်ရှိကြုံတွေ့နေရတဲ့အနေအထားလေးကတော့နည်းနည်းလေးစိတ်ရှုပ်ဆရာလေးတွေများတယ်ဆိုတဲ့အနေအထားလေးဖြစ်တယ်။ကိုယ့်ရဲ့ဘဝမှာပေါ့နော်လက်ရှိကံစားတာအရလဲကံလေးတွေမှာတရားတစ်ပောင်လေးတွေပြဿနာတွေအမှုခင်းတွေအရှုပ်ထွေးတွေနဲ့ပေါ့နော်လုံးလဲခြားလပတ်လိုက်နေတဲ့ဆိုတဲ့ကံစားတာလေးဖြစ်နေပါတယ်။ကိုယ်အပေါ်မှာငွေကြေးဥစ္စာပစ္စည်းနဲ့ပတ်သက်ရင်ငွေကြေးဆုံးရှုံးမှုတွေများမယ်လက်လာပကားတွေပိတ်ဆို့နေတယ်ငွေကြေးကံတွေအရန်ကိုညံ့နေပါတယ်ဆိုတော့ကန်စားတာလေးဖြစ်နေပါတယ်เนาะ အဲ့တော့ကိုယ့်ရဲ့ဘဝမှာဘာပဲဖြစ်ဖြစ်အပူတော့ကအနေနဲ့တော့အရန်ကြီးတော့ပူပင်စရာမရှိဘူးအလောက်အကိုင်းနဲ့အခွင့်အလန်းတွေငွေကြီးကန်ကြီးကတော့နှစ်နေရနှစ်ခုကနေပေါ်ပေါက်လာအောင်မှဖြစ်တယ်ပေါ့နော်အဲ့တော့လုပ်ငန်းကိုင်ကန်ကြီးတွေတိုးပွားပါလိမ့်မယ်နော်မင်္ဂလာပါ တရက်9လ2025မှာ15ရက်9လ2025အတွက်တောက်ကြသားသမီးများရဲ့ကန်စားတာကိုတာတော့နမိတ်ခေါ်ကြပြီးမှဖြစ်ပါတယ်။ဒီကာလမှာတောက်ကြသားသမီးလေးတွေကအလောက်ကန်နဲ့ပတ်တဲ့တော့လုပ်ငန်းကန်ရန်လေးတွေဘာလုပ်လို့ဘာကန်ရမှမသိပျက်စီးဆုံးရှုံးတာမျိုးသူတပားကြောင့်ကိုရဲ့လုံနေတဲ့အလုတ်တွေပျက်စီးဆုံးရှုံးသွားတာမျိုးလေးတွေကြုံရတတ်တယ်ပေါ့နော်အဲ့တော့အလုတ်ကိုင်နဲ့ပတ်သက်ရင်တော့ လုပ်ငန်းတွေလှုပ်လှဆအလုပ်တွေအားလုံးဆုံးရှုံးသွားတာမျိုးတွေပျက်စီးသွားတာမျိုးတွေကြုံရမယ်ကန်ဆာဒါလေးဖြစ်နေရပေါ့နော်ခရူဆိုင်ကုလို့မယ်ဝေးရကြည်လက်လောက်ကနဲ့ပတ်သက်ရင်ဒီကာလမှာဥစ္စာပစ္စည်းနဲ့ပတ်သက်ရင်ကိုယ့်ရဲ့ချစ်သူခင်သူတွေအတွက်ငွေကြေးကုန်ကြမှုတွေအများများနေတဲ့ကာလလေးလို့ပြောရမှာဖြစ်တယ်။ငွေကြေးဥစ္စာပစ္စည်းတွေသူတို့တွေအတွက်သုံးဆွဲလိုက်ရတာများနေပါလိမ့်မယ်။ မိတ်ဆွေကံနဲ့ပတ်သက်ရင်တော့အမျိုးသားတုံးနဲ့ပတ်သက်လို့စိတ်အနှောက်အယှက်တွေများမယ်စိတ်ဆင်းရဲစရာတွေများမယ်စိတ်ပင်ပန်းစရာတွေကြုံရတတ်ပါတယ်နော်အဲ့တော့အိမ်တွင်းရေးအိုးရင်ကိစ္စနဲ့ပတ်သက်ရင်တော့ကိုယ့်ရဲ့မိသားစုအိမ်တွင်းရေးလေးတွေတာယာမှုချမ်းမြေ့မှုပျော်ရွှင်မှုခီးတုတ်ခီးရှည်လေးတွေနဲ့ပေါ့နော်ပြည့်စုံမှုလေးတွေနဲ့ကြုံရမှာဖြစ်တယ် သာသမီလောင်းငယ်သားညီကိုမောင်နှမဆွေမျိုးသားချင်းကန်တဲ့ပတ်သက်ရင်တော့အရန်ကောင်းပါတယ်နော်သာသမီတွေရဲ့အောင်မြင်မှုလေးတွေအတီးပွင့်လေးတွေကိုကြားရသိရမှာဖြစ်တယ်။ငွေကြေးဥစ္စာပစ္စည်းပြည့်စုံမှုလေးတွေကိုကြားရသိရမှာဖြစ်တယ်။ရန်အန်တရဲ့အနေနဲ့တော့တောက်ကြသာသမီလေးတွေရန်လေးတွေကယူဆိုင်ပါနော်ကိုကိုမနာလူတို့နောက်ွယ်ဟာနေဓာတ်နဲ့ထိုးမဲ့သူမျိုးတွေကိုရဲ့ချစ်သူခင်သူတွေအရင်နေရာပေးမဲ့ဒုက္ခလေးတွေတော့သတိထားပေးဖို့လိုမယ်။အချစ်ရဲ့အိမ်ထောင်ရင်းနဲ့ပတ်သက်ရင်တော့တောက်ကြသာသမီလေးတွေကတော့ လုံးဝပြီးဆုံးသွားတော့အချစ်ပေါ့နော်အိမ်ထောင်ရေးပေါ့ဒီလိုမျိုးပြောရမှာဖြစ်တယ်အဲ့တော့ဒီကာလမှာတောက်ကြသားသမီးတွေအချစ်တစ်တွေနဲ့ဘဝကိုပြန်လဲစတင်ရမယ်ဆိုရယ်ကန်စာတာလေးလို့ပဲပြောရမှာဖြစ်တယ်ပေါ့နော်အဲ့တော့အဟောင်းတွေကိုထားပြီးတော့မှအတစ်တွေနဲ့ကိုဘဝကိုပြန်လဲစတင်နိုင်ပါလိမ့်မယ်ကျမ်းမာရေးအနေနဲ့တော့မျက်စိနဲ့ပတ်သက်တော့ကျမ်းမာရေးလေးတွေခရူးဆိုင်ပါเนาะမျက်စိပါဝါတိုးတာမျက်စိမှုန်တာမျက်မှန်ပါဝါတိုးတာလေးတွေခရူးဆိုင်ပါကျန်တာတော့အပယိကပါအဲ ဘဝရဲ့အေးချမ်းမှုငြိမ်းချမ်းမှုနမိတ်တွေကတော့အေးချမ်းသောဘဝတွေနဲ့ဖြတ်တန်းခဲ့ရတာမိသားစုအရေးတွေနဲ့ဖြတ်တန်းခဲ့ရတာဖြစ်တယ်။အခုလက်ရှိကြုံတွေ့နေရတဲ့ကံလေးတွေမှာတော့အဖြစ်လေးတွေစိုးရင်စရာလေးတွေတော့ရှိတယ်။ဖျားတရားတော့များများလုပ်ဖို့လိုမယ်ပေါ့နော်။ဖျားတရားကံလေးတွေနဲ့ကိုယ်ကံလေးတွေကိုအဖြစ်လေးတွေကိုတားဆီးဖို့လိုမယ်။ဥစ္စာပစ္စည်းလက်လက်ကနဲ့ပတ်သက်ရင်တော့နည်းနည်းလေးတွေအဖြစ်လေးတွေအနှောက်အယှက်လေးတွေတရားတော်လေးတွေနဲ့ကြုံအားတက်တယ်နော်။ဒီကယူဆိုင်ဖို့လိုမယ်။ အပူတော့ကအနေနဲ့ကတော့အရန်ကြီးပူပင်စရာမရှိဘူးပို့ကိုနေနိုင်ငံရက်ချာနေချာမြေချာနေအဆက်အသွယ်ကောင်းသတင်းကောင်းလုပ်ငန်းတိုင်းငန်းအသစ်တွေတိုးဝင်လာမှဖြစ်တယ်ပေါ့နော်အဲ့တော့တောက်ကြသားသမီးတွေအရန်တော့ပူပင်စရာမရှိဘူးဆိုတဲ့ကန်ဆာတာလေးဖြစ်တယ်ပေါ့နော်အဲ့တော့ရေဒီယာအနေနဲ့ဆိုလို့ရှိရင်တော့တောက်ကြဂျူတိုင်းမှာသွားပြီးတော့မှဖျောင်းတိုင်းအမွေးတိုင်းပန်းစီမီပေါ့နော်ကိုးတိုင်းပေါ့နော်ကိုးတိုင်းပေါ့ ဲ့လိုမျိုးကိုးခုကိုးတိုင်ဒါမျိုးလေးတွေတွားလှူလိုက်ခြင်းအပြင်ကိုယ့်ရဲ့ကံစားတာအစိုးရညာနေပြေပြောက်သွားပါလိမ့်မယ်ရှင်မင်္ဂလာပါတရက်9လ2025မှ15ရက်9လ2025အတွက်စနေသားသမီးများရဲ့ကံစားတာကိုတာရောနမိတ်ခေါ်ကြပြီးမှဖြစ်ပါတယ်ဒီကလာမှာစနေသားသမီးလေးတွေအလုတ်ကင်နဲ့ပတ်သက်တော့အလုတ်ကင်လေးတွေအဆင်ပြေပါလိမ့်မယ်နော်ကိုထက်ကြီးခဲ့တဲ့သူတွေကိုထက်ရာထူးစီးစိမ်ပြေဆုံးတဲ့သူတွေကြောင့် ကိုယ့်ရဲ့အလောက်ကန်လေးတွေအခွင့်အလမ်းလေးတွေပေါ်ဖောက်ပြီးတော့မှအောင်မြင်ပါမယ်အဆင်ပြေပါမယ်လုပ်ငန်းကိန်းကမှထိတ်တန့်ရောက်ပါမယ်နော်ဝေရေးကြေးလက်လက်ကဥစ္စာပစ္စည်းနဲ့ပတ်သက်ရင်တော့ဒီကာလမှာအမျိုးသမီးတအုပ်နဲ့ပတ်သက်ပြီးငွေကြေးဥစ္စာပစ္စည်းကုန်ဆုံးမှုတွေများမယ်ကုန်ကျမှုတွေများပါလိမ့်မယ်သတိထားဖို့လိုပါလိမ့်မယ်နော်အဲ့တော့ဒီကာလမှာဘာပဲဖြစ်ဖြစ်စနေသားသမီးလေးတွေဥစ္စာပစ္စည်းနဲ့ပတ်သက်ရင်တော့နည်းနည်းသတိထားဖို့လိုမယ်မိတ်ဆွေကန်လေးတွေနဲ့ပတ်သက်ရင်လည်းစနေသားသမီးလေးတွေ မိတ်ဆွေတွေဈာထဲမှာခလောက်ဆန်တဲ့သူတွေမနာလိုလိုတိုက်တဲ့လူတွေဂုံးတိုက်တဲ့သူတွေကြောင့်မိတ်ဆွေတွေဈာထဲမှာနည်းနည်းစိတ်အနှောက်ရှက်များပါလိမ့်မယ်။အိမ်တွင်းဥယျာဉ်ကိစ္စလေးတွေနဲ့ပတ်သက်တော့စနေသားသမီးလေးတွေအဲအချစ်ဟောင်းတွေရက်ပြီးတော့မှအချစ်တစ်တွေနဲ့ပေါ့နော်ဘဝကိုစတင်ရတတ်ပါတယ်။ကိုယ့်ရဲ့အိမ်ထောင်ဘက်တွေရှိရင်တော့လုံးဝပြီးဆုံးသွားတာမျိုးပြီးဆုံးခဲ့တာမျိုးလေးတွေကြုံရမယ်။ဘဝကိုအချစ်တစ်အချစ်နဲ့လူတစ်တွေနဲ့ ပေါ့နော်အိမ်သွေးရည်လေးတွေပြန်လဲစတင်နိုင်လဲဆိုတဲ့ကန်စာတာလေးဖြစ်တယ်။သားသမီးလက်အောက်ငယ်ကညီကိုမောင်နှမဆွေမျိုးသားချင်းကန်တဲ့ပတ်သိမ်တော့အရန်ကောင်းပါတယ်။သားသမီးတွေရဲ့အဆင်ပြေမှုအောင်မြင်မှုတိုးတက်မှုလေးတွေကိုကြုံရကြရမှာဖြစ်တယ်။ရန်အန်တဲ့အနေနဲ့တော့ရန်လေးတွေလုံးဝကင်းတဲ့လူပြောရမှာဖြစ်တယ်ပေါ့နော်။ အဲ့တော့အချစ်ရဲအိမ်ထောင်ရေးတွေနဲ့ပတ်သက်ရင်စနေသားသမီးလေးတွေအချစ်ရေးလေးတွေမှာအတိုက်အခံများမယ်အနှောက်အယှက်များမယ်စိတ်တော့ကများမယ်ပြိုင်ဆိုင်မှုတွေများမယ်စန့်ကျင်ဘက်တွေများမယ်ကိုယ့်ရဲ့ချစ်သူတွေမိမိအပြင်နောက်ထပ်တဦးနဲ့ပါပတ်သက်ဆက်နွယ်လာလေးကြောင့်စိတ်တော့ကတွေတွေများပါလိမ့်မယ်ကျမ်းမာရေးအနေနဲ့တော့ဒီကာလမှာခန္ဓာကိုယ်တချမ်းအောင်တာယောဂဟောင်းတွေပြန်ပေါ်လာအနာနဲ့ဆေးတခြားဆေးဖြစ်နေတာလေးတွေကြုံရတတ်ပါလေသတိထားဖို့လိုပါမယ်နော် အဲ့တော့ကိုဘွားမှာတော့အေးချမ်းမှုငြိမ်းချမ်းမှုနမိတ်တွေကတော့မရှိခဲ့ဘူးလို့ပြောရမှာဖြစ်တဲ့ဘဝမှာဆုံးရှုံးမှုတွေပျက်စီးမှုတွေထိခိုက်မှုတွေအများကိုများခဲ့တဲ့အနေအထားလေးကိုတွေ့ရတယ်ပေါ့နော်အဲ့အခုလက်ရှိကန်ဆာတာအရဆိုရင်တော့ကံလေးတွေကတော့ပြန်ပြီးတော့မကောင်းမွန်နေပြီးထိတ်တန်းကိုရောက်နေပြီးအဆအဆရရဖျားတရားကများများလို့ထိတ်တန်းရောက်မယ်ဆိုတော့ကန်ဆာတာလေးဖြစ်တယ်ငွေရေးကြေးလက်လာပကနဲ့ပတ်သက်ရင်တော့ငွေကြေးကံလေးတွေမှာတော့နည်းနည်းရက်တက်နေဦးမှာဖြစ်မယ်ရက်ရစရာရှိရည်လည်းမညဘူး တောင်းရမယ့်ဟာတွေလည်းတောင်းလို့မရဘူးဆိုတဲ့ပုံစံလေးပေါ့နော်ငွေကြေးလေးတွေနဲ့ပတ်သက်လို့လုပ်ငန်းတက်တွေတည်ထောင်မဲ့သူတွေပြန်ပြောမတိချခေါင်းရေးစဉ်းစားဖို့လိုမယ်အခုလက်ရှိအပူတော့ကအနေနဲ့ကတော့အပူတော့ကရေလို့တော့ကြီးကြီးမားမားရဲ့တော့မရှိဘူးပေါ့နော်ဘာပဲဖြစ်ဖြစ်အလုတ်ကန်ကအခွင့်အလမ်းကနှစ်နေရာနှစ်မျိုးနှစ်ခု ပေါ်ပေါက်တတ်တယ်ဒါကြောင့်မလို့စနေသားသမီးလေးတွေကတော့အရန်တော့စိုးရင်းစရာမရှိဘူးလို့ပြောရမှာဖြစ်ပါတယ်နော် ရရရအနေနဲ့ဆိုလို့ရှိရင်ဒီကာလမှာဖရာကြောင်းကန်ဒီမှာလျှက်စစ်မီပူဇော်တာဒီလျှက်စစ်နဲ့ပတ်သက်တော့အလှူအတန်းလေးတွေလှုပ်ပေးတာလေးတွေဆိုရင်တော့ဘဝမှာအဆင်ပြေသွားပါလိမ့်မယ်ကိုယ့်ရဲ့ဒုက္ခတွေအလုံးအေးငြိမ့်သွားပါလိမ့်မယ်ရှင်အဆင်ပြေအောင်မြင်ကြပါစေ